အရဟံပူဇော်တိုက်တယ်သမ္မာသမ္ဗုဒ္ဓအမှန်ကန်ကိုယ်တိုင်သိတယ်ဝိသသရဏသမ္မနောအကျင့်တရားအသိပညာအကျင့်တရားနဲ့လည်းပြည့်စုံတယ်သူကတော်တရားတော်နဲ့ပတ်သက်ပြီးအောင်မြင်ပွားရောက်ပြီးဖြစ်တယ်သို့မဟုတ်ပြစ်ကင်းသောစကားကိုမိကြလေးရှိတယ်လောကဝိတုလောကအကြောင်းကိုကောင်းကောင်းသိသူဖြစ်တယ်အနုတ္တရောပုရိသဓမ္မတာရတိ ဆုံးမတိုက်တဲ့ပုဂ္ဂိုလ်ကိုဆုံးမတဲ့နေရာမှာတော့ထိတ်တန်းပုဂ္ဂိုလ်ဖြစ်တယ်။တတ္တရိဝမနုဿနာလူရိနတ်တည်းရဲ့ရှေ့ဆောင်ရှေ့ရပြုတဲ့ဆရာသမားဖြစ်တယ်။ဘုရားမိမိကိုယ်တိုင်သစ္စာလေးပါးကိုသိပြီးသူတစ်ပါးကိုလည်းသိအောင်ဟောပြောနိုင်သူဖြစ်တယ်။ဘဂဝါဘုန်းကံကြည်မာသူဆရာကြီးဖြစ်တယ်လို့